င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာတက်ဆင်လိုက်တဲ့တရုတ်အင်တာနက်စင်ဆာစနစ်ကပြည်သူတွေတင်မကစစ်အုပ်စုဝင်တွေမဘာတာဆိုသူတွေနဲ့စစ်တပ် lobby တွေပါမကြံဒုက္ခရောက်စေမှာဖြစ်တယ်လို့ဆိုပါတယ်ရှခိုင်ပြည်နယ်ကိုအများစုတိမ့်ပိုက်ထိန်းချုပ်ထားတဲ့အာရကတတော် AA နဲ့ Bangladesh နဲ့ဂျာဆောင်တက် BGB တို့အကြား ပြန့်လန့်ဆွဆွဲပြောဆိုမှုတွေနဲ့ဆက်ဆံရေးတင်းမာလာတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံမှာတက်ဆင်လိုက်တဲ့တရုတ်အင်တာနက်စင်ဆာစနစ်ကပြည်သူတွေတင်မကစစ်အုပ်စုဝင်တွေမပတ်တဆိုသူတွေနဲ့စစ်တပ် lobby တွေပါမကြံဒုက္ခရောက်စေမှာဖြစ်တယ်လို့နေပညာဆိုင်ရာကျွမ်းကျင်သူတွေကရန်ကုန်ခေတ်ကိုပြောထားကြပါတယ်ဒါကတော့လက်ရှိအကြက်ဖတ် main online ရဲ့ခွင့်ပြုချက်နဲ့ မြန်မာနိုင်ငံသားအားလုံးရဲ့အင်တာနက်သုံးစွဲမှုအချက်အလက်အသေးစိတ်ကိုဒေယုနိုင်ငံကဝင်ရောက်ကြည့်ရှုခွဲခြားစိတ်ပြထောက်လန်းနိုင်သွားပြီဖြစ်တဲ့အတွက်ကမ္ဘာအစိုးရဆုံးတရုတ်အင်တာနက်စင်ဆာစနစ်နဲ့ Jit Network Company ကပြည်သူတွေရဲ့အင်တာနက်အသုံးပြုမှုအားလုံးကိုထိန်းချုပ်ခွင့်ရသွားတဲ့အကြောင်းကိုရန်ကုန်ခေတ်ကအချက်အလက်တွေနဲ့တကွဖော်ပြခဲ့ပြီးဖြစ်ပါတယ်။လက်ရှိကမ္ဘာကြီးမှာအင်တာနက် AI သတင်းအချက်အလက်နည်းပညာတွေကလွှမ်းမိုးလာတဲ့အချိန်မြန်မာစစ်အုပ်စုက အင်တာနက်အသုံးပြုသူမြန်မာပြည်သူတွေအားလုံးရဲ့တုံးဆွဲမှု data အချက်လက်တွေကိုတရုတ်အစိုးရရဲ့ Geek Network နည်းပညာကံပဏီကိုအလုံးစုံထိန်းချုပ်ခွင့်ပေးလိုက်တာဟာမြန်မာစစ်အုပ်စုကိုတော်လှန်နေတဲ့ပြည်သူတွေတင်မကလက်ရှိမြန်မာစစ်အုပ်စုမှာရှိနေတဲ့ဗိုလ်မှူးဗိုလ်ချုပ် အောက်ခြေစစ်သားပါမကျန်စစ်အုပ်စုဘက်ကမဘာတာတွေစစ်လော်ဘီတွေစစ်တပ်ထောက်ခံတဲ့သူတွေအစုံမြန်မာပြည်သူတွေအားလုံးဒုက္ခရောက်စေတော့မှာဖြစ်တယ်လို့နည်းပညာဆိုင်ရာကျွမ်းကျင်သူတွေကရန်ကုန်ခေတ်တက်ကိုပြောထားကြပါတယ် နည်းပညာအရပြောရရင်လက်ရှိအချက်ဖတ်မဲ့အွန်လိုင်းရဲ့ခွင့်ပြုချက်ကြောင့်မြန်မာနိုင်ငံမှာတက်ဆင်လိုက်တဲ့တရုတ်အင်တာနက်ကြီးစင်ဆာစနစ်ဆိုတာဟာနိုင်ငံတနိုင်ငံမှာအဲ့ဒီစနစ်တက်ဆင်ပြီးသားဆိုရင်အဲ့ဒီနိုင်ငံရဲ့အင်တာနက်သုံးစွဲမှု data အလုံးဟာ G-box တဲကိုမဖြစ်မနေဖြတ်တန်းရမှာဖြစ်တဲ့အတွက် အဲဒီကမှတဆင့်တရုတ်နိုင်ငံကဆဲအစုဘက်ကလူတွေပါမကြမ်းမြန်မာပြည်သူတွေအားလုံးရဲ့အင်တာနက်သုံးစွဲမှု data အချက်အလက်တွေကိုဝင်ရောက်ကြည့်ရှုထိန်းချုပ်ခွင့်ရသွားတာဖြစ်တယ်လို့ဤပညာဆိုင်ရာကျွမ်းကျင်သူတွေကရှင်းပြထားပါတယ်အဲ့ဒီအတွက်တရုတ်နိုင်ငံဘက်ကသူတို့ရဲ့အကျိုးစီးပွားအတွက်လိုအပ်မှုရှိလာပြီဆိုရင်တော်လန်ရေးအဖွဲ့တွေတွေမှာမြန်မာစစ်အုပ်စုကပါဖိအားပေးလို့ရတဲ့အနေအထားဖြစ်တယ်လို့အဲ့ဒီအချက်တွေတဲကမြင်သားတဲ့အချက်ဆိုရင်2019စစ်စင်ရေးအတွင်းမင်းအွန်လိုင်းတို့ဖွက်ပြီးထားတဲ့ ရုတ်ကအလို့ရှိသူကိုကံပီတုစစ်ခေါင်းဆောင်ကြက်ဖွတ်လွတ်တော်အမတ်ပယ်ဆောက်ချိန်တဲ့အဖွဲ့ကိုမဲအွန်လိုင်းကိုတိုင်းမဲနေပြည်တော်ကနေတဆင့်တရုတ်လက်ထက်လွှဲပေးလိုက်ရတဲ့အချက်ကတက်သေးပြနေပြီးသားဖြစ်တယ်လို့နေပညာဆိုင်ရာကျွမ်းကျင်သူတွေကပြောထားပါတယ်။အဲဒီ2029စစ်စင်ရေတုံးကတရုတ်ကိုပေါ်ပေါ်ထင်ထင်ဆန္ဒပြခဲ့ကြတဲ့စစ်တလောက်အောက်ခံမပါတာတွေအမျိုးသားရေးဝါဒီတွေနဲ့ စစ်တပ်ထောက်ခံသူတွေလည်းအခုမြန်မာနိုင်ငံမှာတက်ဆင်လိုက်တဲ့တရုတ်အင်တာနက်စင်ဆာစနစ်အောက်မှာမြန်ခုံးလှုပ်ရမယ့်အခြေအနေကိုစိုက်ရောက်လာနိုင်တယ်လို့လည်းဆိုထားပါတယ်။အဲဒီလိုအချက်ဖတ်မဲအွန်လိုင်းရဲ့ခွင့်ပြုချက်ကြောင့်မြန်မာနိုင်ငံမှာတက်ဆင်လိုက်တဲ့တရုတ်အင်တာနက်စင်ဆာစနစ်ကမြန်မာစစ်အုပ်စုကိုတော်လှန်နေတဲ့ပြည်သူတွေတင်မကအချက်ဖတ်မဲအွန်လိုင်းတို့စစ်အုပ်စုတစုလုံးကိုပါအယုတ်ကအလွယ်တကူစောင့်ကြည့်ထောက်လှမ်းလို့ရသွားတဲ့အပြင်စစ်တပ်ကမပတ်သားဆိုသူတွေနဲ့စစ်လော်ဘီတွေပါမကျန်တရုတ်နိုင်ငံရဲ့စောင့်ကြည့်ထောက်လှမ်းမှုတွေကြောင့် သူတို့စစ်အုပ်စုကြားကိုရှုကိုပတ်ဖြစ်ပြီးဒုက္ခနဲ့လှလှကြီးတိုးမဲ့အချိန်ဟာလဲမရှိမနှောင်ရောက်ရှိလာတော့မှဖြစ်တယ်လို့ဤပညာဆိုင်ရာကျွမ်းကျင်သူတွေကရန်ကုန်ခေတ်တကိုပြောထားကြပါလိမ့်ခင်ဗျာတဖက်မှာတော့ရခိုင်ပြည်နယ်ကိုအများစုတိမ့်ပိုက်ထိန်းချုပ်ထားတဲ့အာရခတ်တော် EE နဲ့ဘင်္ဂလားဒေ့ရှ်နဲ့ဂျာဆောင်တက် BGB တို့အကြားအပြန်အလှန်ဆွဆွဲပြောဆိုမှုတွေနဲ့ဆက်ဆံရေးတင်းမာလာတယ်လို့သိရပါတယ်ဒါကတော့စက်တင်ဘာလ15ရက်နေ့ကပဲ ်ဘင်္ဂလားဒေ့ရှ်နေဂျာဆောင်တပ် BGB အကြီးအကဲဗိုလ်မှူးကြီးဆိုသူကသူတို့ဘင်္ဂလားဒေ့ရှ်နိုင်ငံတဲကိုရိုဟင်ဂျာဒုက္ခသည်တွေကမူရစ်စေဝါတွေကိုအ धिक တည်ဆောင်မှုတွေလုပ်နေပြီးအဲ့ဒီမူရစ်စေဝါတွေဟာအာခါတတော် EE ကနေရရှိတာဖြစ်တယ်ဆိုပြီးတော့ဆွဆွဲပြောဆိုခဲ့ပါတယ်ဒါနဲ့ပတ်သက်ပြီးအာခါတတော် EE ရဲ့ပြောရေးဆိုခွင့်ရှိသူခိုင်သူခတ်ကတော့အဲ့ဒီလိုဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့နေဂျာဆောင်တပ်ကဆွဆွဲပြောဆိုသလိုမူရစ်စေဝါကုံတွယ်မှုတွေမှာအာခါတတော် EE ပါဝင်နေတယ်ဆိုတာဟာအခြေမြင့်မရှိပဲ တဖက်သက်လှုပ်ကြံပြောဆိုမှုသာဖြစ်တယ်လို့တုံ့ပြန်ပြောဆိုထားပါတယ်။တကယ်ကအဲ့ဒီဘင်္ဂလားဒေ့ရှ်နဲ့ဂျက်ဇောင်တက် BGB အဖွဲ့ဟာနေဇမစစ်သွေးကြွတွေကိုလက်နဲ့တက်ဆင်စစ်တမ်းပေးပြီးနေဇဒေတာတင်းရင်ရေကိုဆိုးဆိုးရွရွချင်းချောက်နေတယ်လို့လည်းအေးအေးပြောခွင့်ရခိုင်တုခါကဆက်ပြီးပြောထားပါတယ်။ဒါအပြင်အဲ့ဒီဘင်္ဂလားဒေ့ရှ်နဲ့ဂျက်ဇောင်တက်ကအေးအေးကိုဆွဆွဲပြောဆိုတယ်လို့ပဲအကြမ်းဖက်မြန်မာစစ်တပ်ကလည်းအေးအေးကမူရစေဝအမှုတွေမှာပါဝင်ပတ်သက်နေတယ်ဆိုတဲ့အကြောင်းတွေကို မကြာခဏဆိုသလိုထုတ်ပြန်ပြောဆိုနေပြန်ပါတယ်တကယ်ကတော့ဘင်္ဂလားဒေ့ရှ်ဘက်ကဖမ်းမိတဲ့မူရစ်စေဝါတွေဟာမြန်မာအကြမ်းဖက်စစ်ကောင်စီထိန်းချုပ်ထားတဲ့ရန်ကုန်နဲ့စစ်တွေမြို့တွေကတဆင့်စစ်ကော်မရှင်နဲ့သူ့မဟာမိတ်ဘင်္ဂလီအကြမ်းဖက်အဖွဲ့စည်းတွေပေါင်းပြီးဘင်လဲရေးချောင်းကနေနှီးပေါင်းစုံနဲ့တင်ပို့နေကြတာဖြစ်သလိုအဲဒီကရတဲ့အကျိုးမြတ်တွေကိုမြန်မာစစ်တပ်နဲ့ဘင်္ဂလားဒေ့ရှ်နဲ့ဂျာဇောင်းတပ် BGB အရာရှိအချို့ကခွဲယူကြတာဖြစ်ပြီးဒီလိုသူတို့ရဲ့မူရစ်စေဝါမောက်ခိုတင်သွင်းမှုလောက်ရက်တွေကိုဖုံးကွယ်ဖို့အတွက် ဘာမှမဆိုင်တဲ့အရခတတော် EE ကိုနှစ်ဖက်စလုံးကဆွဆွဲပြောဆိုနေကြတာဖြစ်တယ်လို့အရခတတော် EE ပြောခွင့်ရခိုင်တုကခပြောထားပါလေ။လက်ရှိအဲ့ဒီဘင်္ဂလားဒေ့ရှ်နဲ့ဂျာဆောင်တနဲ့အရခတတော် EE ကြားအပြန်အလှန်ဆွဆွဲမှုတွေနဲ့ဆက်ဆံရေးတင်းမာနေတဲ့သဘောရှိတယ်လို့လည်း EE တင်းရှင်မြစ်ကပြောထားပါသေးတယ်ခင်ဗျ။တဖက်မှာတော့ပဲခူးတိုင်းကညောင်လေးပင်မြို့နယ်မှာစစ်တပ်အားကိုးနဲ့ပြည်သူတွေကိုနှီးမျိုးစုံဖိနှိပ်ချိန်ချောက်နေတဲ့ပြူစောတီကိုကိုဆိုသူ ပြည့်ခတ်ခံရပြီပွဲချင်းမီကိုတိတ်သွားပြီလို့ Nine Star UG ကောင်းဆောင်မွေဘွေးကရန်ကုန်ခစ်တက်ကိုပြောပါတယ်ဒါကတော့စက်တင်ဘာလ16ရက်နေ့ဖြစ်တဲ့မနေ့ကပဲညောင်လေးပင်မြို့နယ်တာဦးချေရွာမှာစစ်တပ်အားကိုးနဲ့ပြည်သူတွေကိုနှီးမျိုးစုံဖိနှိပ်ချင်းချောက်နေတယ်ပြစောတီကိုကိုဆိုသူကို Nine Star UG အဖွဲ့ကသူ့ရဲ့နေအိမ်မှာပဲတွားရောက်ဖမ်းဆီးတဲ့အချိန်ဒေါ်လာအင်းရပေါ်တွေကိုပြန်လဲခုခံတဲ့အတွက်ပြစ်ခတ်ဖမ်းဆီးရမှာနေရာမှာရင်ပွဲစဉ်ပြီးကိုတိတ်သွားတယ်ဆိုပါတယ် အဲ့ဒီတာဥဂျေယောနီပူစောတိကိုကိုဆိုသူဟာလက်ရှိစစ်တပ်ကလုံမဲ့အတူရောင်ရွေးကောက်ပွဲကိုပါအာဂျိုမန်တက်လိုက်ပါလှုပ်ဆောင်နေသူဖြစ်ုံနေမကပြည်သူတွေစီကနေမတရားငွေညှစ်တောင်းရနာတွေအပြင်စစ်တပ်အားကိုနေပြည်သူတွေကိုနှီးမျိုးစုံဖိနှိပ်ချိန်ချောက်နေတဲ့အတွက်ဒါတွေကိုဆက်မလုပ်ဖို့တော်လိုင်းရဲဘော်တွေကအချိန်ချင်းတတိပေးထားတဲ့ကြာကဂယုမဆိုင်ပဲဆက်လုံနေသူဖြစ်ပြီးအခုတော့သေပြီလို့ Nice Star UG ခေါင်းဆောင်မွေဘွေးကပြောထားပါတယ် လက်ရှိပဲခူးတိုင်းညောင်လေးပင်မြို့နယ်တဲကစစ်တပ်တောက်တိုင်းအုတ်ချုပ်ရေးမှုတွေပြူစောတိတွေနဲ့အပေါင်းပါလက်ပါစီတွေအနေနဲ့ပြည်သူတွေကိုစစ်တပ်အကူနဲ့အမျိုးမျိုးအနိုင်ကျင့်ပြိနှိပ်မှုတွေဆက်ပြီးလုပ်နေမယ်ဆိုရင်တော့အခုပြူစောတိကိုကိုဆိုသူလိုပဲရှင်းလင်းတုတ်တင်ခံရမှာဖြစ်တယ်လို့ Nice Style UG ကောင်းဆောင်မွေဘွေးကတတိပေးထားပါသေးတယ်ခင်ဗျတဖက်မှာတော့ မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာကိုသူတို့ကသာကာကွယ်စောင့်ရှောက်နေရပါတယ်ဆိုပြီးတတွင်တွင်ပြောဆိုနေတဲ့အကြံဖတ်စစ်တကပဲမြန်မာမျိုးနယ်ကြောက်တိုင်ကျေးရွာမှာရှိတဲ့ရွှေစည်တီဘုံကြီးချောင်းကိုတိုက်ပွဲဖြစ်ပွားမှုမရှိပဲလေချောင်းကနေဘုံကျဲတက်ခိုက်သွားမှုကြောင့်ကိုရင်ကြီးတပါပြန်လုံတော်မူပြီးဘုံကြီးချောင်းလည်းပျက်စီးထားတယ်လို့မြန်မာလူထုလှုပ်ရှားမှုကော်မတီရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဒါကတော့စတင်ဘာလ16ရက်နေ့ဖြစ်တဲ့မနေ့ကပဲ ညဉ့်ညံမြို့နယ်ကြောက်တိုင်ဂျေးရွာအရှိဘက်မှာရှိတဲ့ရွှေစည်တီဘုံကြီးကျောင်းကိုအကြပ်ဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားမှုမရှိဘဲစက်တလေဒီနဲ့လာပြီးဘုံတွေချက်ချသွားတယ်ဆိုပါတယ်အဲ့ဒီလိုအကြပ်ဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဘုံကြီးကျောင်းကကိုရင်ကြီးတပါးပြန်လွန်တော်မူသွားတဲ့အပြင်ဘုံကြီးကျောင်းလည်းပျက်စီးထားတယ်လို့မြင်းညံလူလူလှရှာမှုကော်မတီရဲ့တာဝန်ရှိသူကပြောထားပါတယ်တစ်ဖက်မှာတော့ အချင်းပစိတဟာမြန်မာနိုင်ငံမှာဗုဒ္ဓဘာသာကိုသူတို့ကသာကာကွယ်စောင့်ရှောက်နေရပါတယ်ဆိုပြီးတတွင်တွင် ပြောနေပြီမဲ့လက်တွေ့မှာတော့သူတို့စစ်တပ်ကပဲနိုင်ငံတော်မှာရှိတဲ့ဘုရားဇေဒီတွေဘုံကြီးเจ้าတွေအပါအဝင်ဘာသာရေးအဆောက်အုံတွေကိုဘုံကျဲတိုက်ခိုက်ဖျက်ဆီးနေုံနဲ့မကအခုလိုတန်ငါဒေါ်ဒီပါမချန်နီးမျိုးစုံနဲ့တပ်ဖြတ်နေကြတာဖြစ်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျတဖက်မှာတော့ မွန်ပြည်နယ်တံဖြူစည်းမြို့နယ်ကထင်းယူဘူဒာအနီးကင်းမုံဝင်နေတဲ့အချက်ဖတ်စစ်တပ်ကိုဒေါ်လန်ရေးပူပေါင်းတပ်တွေက drone နဲ့ဘုံကျဲတိုက်ခိုက်မှုအတွေ့စစ်တပ်ကထိခိုက်မှုတွေရှိထားပြီးတောင်ပြေးမြောက်ပြေးတွေဖြစ်ကုန်ကြတယ်လို့ MSRF တပ်ဖွဲ့ရဲ့တာဝန်ရှိသူကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့စက်တင်ဘာလ17ရက်နေ့ဖြစ်တဲ့မနေ့ကမွန်လွယ်ပိုင်းမှာပဲတံဖြူစည်းမြို့နယ်ကထင်းယူဘူဒာအနီးကင်းမုံဝင်နေတဲ့အချက်ဖတ်စစ်တပ်ကိုဒေါ်လန်ရေးပူပေါင်းတပ်တွေက drone နဲ့ဘုံသီးတွေချက်ချတိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။ အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့စစ်တပ်ဘက်ကထိခိုက်မှုတွေရှိထားတဲ့အပြင်ဒရုန်းဘုံတွေကြားမှာတောင်ပြေးမြောက်ပြေးတွေဖြစ်ကုန်ကြတယ်လို့ MSRF တပ်ဖွဲ့ရဲ့တာဝန်ရှိသူကပြောထားပါတယ်အလားတူစတင်မလာ၁၈ရက်နေ့ဖြစ်တဲ့မနေ့ကမနက်ပိုင်းမှာလဲအဲ့ဒီတံပြူစက်မြို့နယ်အနင်းကျေးရွာအနီးမှာကင်ဘုံဝင်နေတဲ့အကြမ်းဖက်စစ်သား၄ဦးကိုဒေါ်လန်ရီပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်မှုအတွေ့အဲ့ဒီမှာစစ်သား၄ဦးစလုံးပွဲချင်းပြီးတွေကိုတိတ်ကုန်ကြပြီနေ့လယ်ပိုင်းအရောက်မှာ ထင်းယူဘူးတာအနီးကင်းမုံဝင်နေတဲ့အချက်ဖတ်စစ်တပ်ကို drone နဲ့ထပ်မံဘုံကျဲတက်ခိုက်ခဲ့တာဖြစ်တယ်လို့ MSRF တပ်ဖွဲ့ရဲ့တာဝန်ရှိသူကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ကချင်ပြည်နယ်ရွှေကူမြို့နယ်အတွင်းက GIA စစ်တပ်နဲ့ဖွဲ့မှုပြင်ဆင်နေတဲ့နေရာကိုအချက်ဖတ်စစ်တပ်ကလေနဲ့ဘုံကျဲမှုအတွင်းလူ15ဦးထပ်မနေသေးဆုံးထားတယ်လို့ GIA သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့စတင်မလာဆက်ရှင်နေဖြစ်တဲ့မနေ့ကမနေ့ပိုင်းမှာပဲ ရွှေကူမြို့နယ်အတွင်းက KIA စစ်တပ်နဲ့ဖွဲ့မှုပြင်ဆင်နေတဲ့နေရာကိုအကြမ်းဖက်စစ်တပ်ကလေနဲ့လာပြီးဘုံကျစ်သွားတယ်ဆိုပါတယ်။အဲဒီလိုစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အဆောက်အုံတချို့ပျက်စီးသွားပြီးလူ15ဦးထပ်မံနဲ့တိတ်ဆုံးထားတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းရှိထားတယ်လို့ KIA သတင်းရှိမကပြောထားပါတယ်။အဲဒီနေရာက KIA စစ်တပ်နဲ့ဖွဲ့မှုပြင်ဆင်နေတဲ့နေရာဖြစ်ပြီးတင်းနန်းတော့မဖွင့်ရသေးတယ်လို့ အဲ့ဒီအချိန်မှာဂျမ်ဖက်စစ်တပ်ကအခုလိုလေနဲ့လာပြီးဘုံကျဲဖျက်ဆီးသွားတာဖြစ်တယ်လို့ KIA သတင်းရင်းမြစ်ကပြောထားပါတယ်။လက်ရှိကချင်ပြည်နယ်အတွင်းကိုအချမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေပြီးရတပ်ပြမှတ်တွေကိုပါမချန်ဥတီတိုက်ခိုက်မှုတွေတောက်လျှောက်လုပ်နေတယ်လို့သိရပါတယ်ခင်ဗျာ။တဆက်ထဲမှာပဲကချင်ပြည်နယ်ဖားကန့်မြို့နယ်မှာရှိတဲ့ရတပီသူတွေနေထိုင်ရာထုံးဖို့ကြေးရွာကိုအကြံဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားမှုမရှိဘဲဒရုန်းနဲ့ပုံကျဲမှုကြောင့် ပြည်သူနှုတ်ဦးသိဆုံးထားပြန်တဲ့အပြင်တဦးကပြင်းထန်တမ်းရာရထားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။ဒါကတော့ဒီကနေ့စက်တင်ဘာလ19ရက်နေ့မနက်ပိုင်းမှာပဲဖခင်မျိုးနယ်မှာရှိတဲ့ရသပြည်သူတွေနေထိုင်ရာ ထုံးဖို့ကြေးရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားမှုမရှိဘဲဒရုန်းနဲ့လာပြီးဘုံသီးသုံးလုံးကျဲချသွားပြန်တယ်ဆိုပါတယ်။အဲ့ဒီလိုစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ထုံးဖို့ခြေရွာလေးကယသပြည်သူအမျိုးသမီးတအုပ်နဲ့အမျိုးသားတအုပ်သေဆုံးခဲ့ရတဲ့အပြင်နောက်ထပ်ပြည်သူတအုပ်ကပြင်းထန်ဒဏ်ရာရထားပြီးနေအိမ်နှလုံးနဲ့ပျက်စီးထားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။လက်ရှိဖက်ကတ်မြို့နယ်ကိုမေလအကုံပိုင်းကတည်းကစပြီးရောက်လာတဲ့အချမ်းဖတ်စစ်တပ်စစ်ကြောင်းရဲ့ယသပြည်သူတွေကိုပြစ်မှတ်ထားပြီးတပ်ဖြတ်မှုတွေကြောင့်၃လကျော်အတွင်းမှာပြည်သူအယောက်၈၀ကျော်တိစုံထားပြီးဖြစ်တယ်လို့ဒေတာတွင်တဲ့အရင်မြစ်ကပြောထားပါသေးတယ်ခင်ဗျ။ Okay.